အားလုံးပဲမင်္ဂလာပါရှင်အခုကတော့ကာနေစင်တာရဲ့ဒုတိယပိုင်းလေးကိုဆက်ပြီးဖတ်ပြပေးမှာပဲဖြစ်ပါတယ် သူ့လက်ထဲမှာငွေနည်းနည်းလေးပဲရှိရဲဒါပေမဲ့အင်မတန်ရတာရှိတဲ့ဘိုးဘအစင်ဆက်ကရထားတယ်ကြက်ကြော်လုတဲ့နီးနာကိုတော့ပိုင်ဆိုင်ထားတယ်သူ့နီးနဲ့လှုပ်ထားတဲ့ကြက်ကြော်ကိုလူတွေအရင်ကြိုက်ကြမယ်လို့သူယုံကြည်တယ်ဒါကြောင့်ကိုပိုင် force model ကားလေးကိုကိုရိုင်းမောင်းပြီး American နိုင်ငံတွင်ကစားတောက်ဆိုင်တွေကိုသွားပြီးသူ့ကြက်ကြော်လုတဲ့နီးကိုလိုက်ဆက်တယ်စားတောက်ဆိုင်တစ်ခုရောက်ရင်သူ့ကိုရိုင်းကြက်တကောင်ကိုခုတ်ထစ်ပြီးတော့သူ့နီးနဲ့ဖော်ဆက်ထားတဲ့ဟင်းခက်အမွေးကြိုင်နဲ့ရောနေပြီးကြက်သားကိုကြော်တယ်ပြီးရင်ဆိုင်ကလူတွေကိုသူ့ကြက်သားကြော်ကိုမိစားကြည့်ခိုင်းတယ်ဆိုင်တော်တော်များများတော့သူ့တဲ့တော်ရတာကိုလည်းကြိုက်ကြတယ်ဒါပေမဲ့ကြက်ကြော်လုနီးက ိုဝယ်ဖို့တော့တော့စိတ်ဝင်စားကြောင်းအမေရိကန်နိုင်ငံအနှံ့စားတောက်ဆိုင်တွေကိုတဆိုင်တစ်ဆိုင်ထွက်နေလိုက်ဆက်လိုက်တာတနှစ်နီးပါးကြာတော့သူ့နေကိုဝယ်မဲ့သူတယောက်သာတွေ့တယ်အဲ့လူမတိုင်ခင်မှာသူ့ကြက်ကြော်နီကိုဝယ်ဖို့ညင်းခဲ့တဲ့လူပေါင်းဟာကာနေစနာဗနာရောက်ကြုံခဲ့ပြီးပြီလေစုစုပေါင်း1009ကျင်းညင်းပဲခံခဲ့ရတယ်အာကအဖိုးကြီးပဲ ကာနေစနာဟာသူ့ကြော်ကြော်နီကိုအပြည့်ပြည့်ရောင်းလိုက်တာမဟုတ်ပါဘူးကြော်ကြော်တုံးရောင်းရတိုင်းသူ့ကိုကော်မရှင်ဒေါ်လာပေးရတယ်ဆိုင်ကိုလည်း KFC လို့နာမည်တက်ပြီးစက်သားကြော်တာကိုလည်းသူ့ကိုယ်တိုင်ကြီးကြပ်ခွင့်ကိုတောင်းဆိုခဲ့တယ်1964ခုနှစ်အမေရိကန်နိုင်ငံမှာကြော်ကြော်ဆိုင်ကွဲပေါင်း600လောက်ဖြစ်သွားတယ်နောက်ဆုံးကာနေစနာဟာသူ့ကြီးကြပ်နေတဲ့ KFC ဆိုင်ကွဲတွေကိုဒေါ်လာ1သန်းနဲ့ရောင်းချလိုက်တယ်ဒါပေမဲ့ KFC နဲ့ပတ်သက်တဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တယောက်ဖြစ်ဆက်လက်ချီနေပါတယ်ယနေ့ KFC ဆိုင်ရှိတွေမှာပြထားတဲ့ဘောင်းမီရှိဖြူကိုရင်းညီဖြူ ။ဇပင်မုတ်စိတ်ဖြူနဲ့မျက်မှန်တက်ပြီးဒုတ်ောက်ကင်နာတဲ့အဖူးကြီးရုပ်ထုဟာ KFC စတင်တည်ထွင်ခဲ့တဲ့ကာနန်စန္ဒာပဲဖြစ်ပါတယ်။ကာနန်စန္ဒာ1980ပြည်နှစ်ဒီဇင်ဘာ16ရက်နေ့အသက်60မှာကင်တာကီမြို့မှာကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်ချိန်မှာ KFC ဆိုင်ကွယ်ပေါင်း6000ကျော်ဟာနိုင်ငံပေါင်း48နိုင်ငံမှာဖွင့်ထားခဲ့ပြီးဖြစ်ပါရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။